ကိုတော်တိုင်းငြိမ်းအေးတယ်။ဟောတဲ့အခါလဲငြိမ်းအေးဖို့ဆိုတဲ့ရည်ရချက်နဲ့ဟောခဲ့တယ်။ဒါကြောင့်မြတ်စွာဘုရားရဲ့တရားတွေဟာငြိမ်းအေးကြောင်တရားတွေကြီးပဲ။ကြားရဖို့မလွယ်ဘူးနော်။လူလောကလူချင်းချင်းပြောလို့ကြားရတဲ့စကားတွေကတော့ငြိမ်းအေးကြောင်တရားအလွန်ကိုရှားပါတယ်။ပါတရားတွေတုံးစန့်ကျင်ဘက်ပူလောင်ကြောင်တရားတွေပဲများတယ်။ဟုတ်လား။တခုခုသောကပတိတွေဝါဖြစ်လို့တိုင်မြင်မိပြီဆိုရင်တော့မှ ငြိမ်းချောင်းတရားမလာဘူးငြိမ်းချောင်းစကားမလာဘူးအဲ့ဒီအချိန်မှာတောင်ပူလောင်ချောင်းစကားပဲပြောကြတာပဲဟောဆိုသူတို့ကိုယ်တိုင်ကလည်းပူလောင်ချောင်းစကားလောက်ပဲသိတာ哦တော့ပူစီတော့ဟဲ့လောင်စီတော့ဟဲ့ဆိုပြီးတော့ပြောလိုက်တာတော့မဟုတ်ဘူးသူတို့သိတာသူတို့ပြောလိုက်တာဒါသူတို့သိတာကြီးကပူစီတဲ့လောင်စီတတ်တဲ့စကားပဲသိတာအဲ့ဒီအကြောင်းအရာပဲသိတာဆိုတော့ထွက်လာတော့လည်းဒါမျိုးပဲထွက်လာတာဟုတ်လားအဲ့တော့ငြိမ်းစီတတ်တဲ့အေးစီတတ်တဲ့စကားဆိုတာဟောပြီးပြီးဝါဝပြောရရင်မြတ်စွာဘုရားပွင့်လာမှာပဲဘုံဘုံတို့ကြားခွင့်ရတာပါဟုတ်လား ဒါကြောင့်အဲ့ဒီလိုစကားမျိုးကိုလည်းပြောနိုင်အောင်စူးစမ်းရမယ်